met oorlogsmandaat. Wie slaat de handen in één op straat? Wie slaat het wapentuig een stuk? Wie weigert te vechten voor de staat? Wie weigert het bloedgeld? Verlost ons van het jeuk. Wie slaat de handen in één op straat? Wie slaat het wapentuig een stuk? Wie weigert te vechten voor de staat? Wie weigert het bloedgeld? Verlost ons van het je?

တီးလေရင်နဲ့ပတ်သက်ပြီးဘုံကျဲတဲ့အောက်စုတွေအကုန်လုံးကိုခုနယ်သာလမှာရှိတဲ့လူခွင့်ရေးအဖွဲ့အစည်းတွေကလည်းအကုန်လုံးပူးပေါင်းပြီးဒီနီးပညာနဲ့အတူအဲ့တော့ဒီနီးပညာတွေကိုမတရားတဲ့သူတွေထောက်ပံ့ပြီးသူတို့ကလူတွေကိုညှဉ်းဆဲတပ်ဖြတ်နေတဲ့ကိစ္စကြောင့်ဒါကိုလာပြီးကန့်ကွက်ကြတာဖြစ်ပါတယ်အဲ့တော့ဒီမှာအခုအနောက်မှာမြင်နေရဆိုရင်နယ်သာလန်ကလူခွင့်ရေးအဖွဲ့အစည်းတွေပါပဲအဲ့တော့ဦးစင်းတို့ဒီမှာဒီကိုပူပေါင်းလာတဲ့အကြောင်းရလဲတို့ဗမာပြည်မှာ စစ်မင်းအောင်လိုင်ဦးစီးတဲ့စစ်မိတ်စာတွေဟာငလင်း ဖြစ်နေတာတောင်မှပြည်သူတွေပေါ်ဘုံကျဲတက်ဖြတ်တာမရကြဘူးအခုလိုအခါကြီးရက်ကြီးဖြစ်တဲ့တင်းကြံကာလမှာလည်းတရက်မှမနာဘူးအဲ့တော့အင်မတန်ရက်ဆက်ကြမ်းကြုတ်အောင်သူတို့တွေလေရင်နေနဲ့ဘုံကျဲနေတာတရက်နီးပညာအနောက်ကအထောက်ပံ့ကတရုတ်ကုမ္ပဏီဖြစ်ပါတယ်အဲ့တော့ Airbus ကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီကသူတို့အစုရှယ်ယာပူးတွဲပြီးယင်းနီး လောက်ကင်နေကြတာဖြစ်တဲ့အတွက်ဒီလေရင်ဘုံကျဲမှုရက်တန့်ရေးအတွက်ဦးစင်းတို့ကအခုဒီ Airbus ကုမ္ပဏီကိုလာပြီးတော့မှကန့်ကွက်ဆန္ဒပြကြတာဖြစ်ပါတယ်အဲ့တော့တရုတ်ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်တာတွေရက်တန့်ဖို့ဝိုင်းဝန်းတောင်းဆိုကြပါတယ်အစုရှယ်ယာတွေပြန်ပြီးထောက်သွားကြဖို့အဲ့တော့မတရားတဲ့သူတွေအာဏာရှင်တွေနဲ့မပူးပေါင်းကြဖို့ဦးစင်းတို့တွေဒီမှာအကုန်လုံးဝိုင်းဝန်း တားဆီးဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။ en duidelijk Airbus Airbus is geen trots Europees project. Airbus profiteert van oorlogsmisdaden en Airbus is medeplichtig aan genocide. En na vandaag blijven we dat zeggen. Tegen pensioenfondsen die in Airbus investeren, tegen universiteiten die samenwerken met Airbus aan onderzoeksprojecten, tegen Europese overheden die hun projecten subsidiëren en ondersteunen eigenlijk tegen iedereen die Airbus alleen kent van de burgerluchtvaart en geen idee heeft waar het bedrijf nog meer mee bezig is. Zolang Airbus wapens blijft maken, blijven we dat zeggen. Zolang ze hun winst halen uit onderdrukking, zullen wij ons blijven verzetten tegen deze medeplichtigheid. ဟုတ်ဒီနေ့ဒီ protest ကိုလာရတဲ့အဓိကအကြောင်းရင်းကတော့ Airbus ကသူ့ရဲ့ role ကဒီမြန်မာနိုင်ငံမှာ military ကနေပြီးတော့ air strike attack တွေကိုလုပ်ပြီးတော့အပြစ်မဲ့တဲ့ပြည်သူတွေအများကြီးတေဆုံးရတယ်။အဲ Airbus ကဘာလုပ်လဲဆိုတော့သူကဒီ indirectly AVNC မှာ investment တွေလုပ်တယ်။အဲ့တော့သူကသူတို့ကဒီဒါ military ကို indirectly လူတွေကိုတတ်ဖို့ဟို support လုပ်နေတဲ့ဟာကိုရပ်ဖို့ ဟိုလာပြီးတော့အာတောင်းဆိုတဲ့ပွဲပါနောက်ပြီးတော့ဒီကိစ္စကိုလည်း awareness ရစေချင်တာလည်းပါပါတယ်အအများကြီးပေါ့နော် if enough people speak uh speak out uh companies are forced to listen ဆိုတော့လူတွေကဒါဒီလိုမျိုး speak out လုပ်မယ်ဆိုလို့ရှင်ဒီလို company ever လို့ company တွေက they have to ဟို uh, သူတို့ဒီတောင်းဆိုမှုတွေကိုတဖြည်းဖြည်းနဲ့သူတို့လိုက်နာမှာပါအဲဒီနေ့လာတဲ့လူကနည်းချင်လဲနည်းမယ်ဒါပေမဲ့အဲဒီလိုမျိုးတဖြည်းဖြည်းနဲ့ဒီလို awareness ရအောင်လို့ Netherland ကလူတွေလည်းသိမယ် European Union အဲ့လိုမျိုးနဲ့သူ့ကို force လုပ်ပြီးတော့ဒီဟာကို military ကိုဟို military ကိုထောက်ပံ့နေတဲ့ AVIC ကိုဆက်ပြီးတော့အဲတိုင်းမလုပ်ဖို့အဲ့ဒါကိုတောင်းဆိုရဲပွဲပါအဲ့ဒါကြောင့်မို့လို့လာတာပါအရေးကြီးရထင်လို့ die hier binnen zitten te keuvelen over jaarcijfers, blijven doen wat ze op de business schools hebben geleerd. De aandeelhouder is de baas en de aandeelhouder wil winst, koste wat het kost. Wij zullen ze een andere les moeten leren: dat aandeelhouders niet het bloed van Palestijnen en anderen aan hun dividend willen hebben kleven. ကျွန်တော်တို့ဒီကနေ့နယ်သာလန်နိုင်ငံရုံးချုပ်က ja. Airbus die Airbus technology ဆိုလို့ရှိရင်တရုတ်နိုင်ငံ EVIT link company နဲ့ပေါင်းပြီးတော့ဤပညာတွေနဲ့ဤပညာအထောက်အကူပြု PC တွေရောင်းချနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ဒီကနေ့မြန်မာပြည်မှာဘုံကျဲနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့လင်းမြန်နေရဲ့ drone တွေရဲ့ဤပညာတွေနဲ့အထောက်အကူပြု PC တွေကိုတရုတ်ကုမ္ပဏီကနေပြီးတော့ရောင်းချတဲ့ရောင်းချတဲ့အတွက်ကြောင့်ကျွန်တော်တို့မြန်မာပြည်မှာနေတိုင်းဘုံကျဲပြီးတော့လူတွေတည်နေကြပါတယ်။ ငလင်ဖြစ်ပြီးတဲ့အချိန်မှာတောင်းပါပဲအချမ်းပဲစစ်တပ်ဟာဘုံကျဲချင်းကိုမရတတ်ဖ ೇನೆ နေတိုင်းတနေ့ကိုအချိန်30ကျော်ဘုံကျဲနေတာကိုကျွန်တော်တို့ Avis ကုမ္ပဏီကိုလာပြီးတော့ကျွန်တော်အကြောင်းကြားတာဖြစ်ပါတယ်စောစောပိုင်းကဆိုလို့ရှိရင်ကျွန်တော် Airbus က Chairman နဲ့တွေ့ခဲ့ပါတယ်အဲ့တော့သူပတ်ပြောတာကတော့သူတို့ကတော့နိုင်ငံတကာကချမှတ်တဲ့ဥပဒေနဲ့မြန်မာပြည်ကိုချတဲ့ sanction အတိုင်းသူတို့လိုက်နာတယ်ထို့အတူပဲမြန်မာပြည်ကိုလူမှုရေးအကူအညီပေးဖို့သူတို့စူးစမ်းနေလို့ပြောပါတယ် အဲ့ဒါအတွက်ကြောင့်မို့ကျွန်တော်ဒါကခင်ဗျားတို့အပိုင်းခင်ဗျားတို့စီးပွားရေးလုပ်ပိုင်ခွင့်ရှိတယ်ကျွန်တော်အပိုင်းကတော့ကျွန်တော်တို့လူတွေနေတိုင်းပုံရဲခံလို့သေနေတယ်အဲ့ဒီသေနေတဲ့အထောက်ထားတွေနဲ့လက်နက်တွေကိုစစ်ဆေးတဲ့အခါမှာခင်ဗျားတို့ကုမ္ပဏီကထုတ်လုပ်တဲ့ဤပညာတွေဖြစ်တော့ကျွန်တော်လာအကြောင်းကြားတာပါခင်ဗျားတို့စုံစမ်းစစ်ဆေးဖော်ထုတ်ပြီးတော့တနည်းနည်းနဲ့ကျွန်တော်တို့လူလူတွေကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအသက်မခံရဖို့အတွက်ခင်ဗျားတို့နီလန်းရှာပြီးတော့ကုညီပေးပါဆိုကျွန်တော် request လုပ်တော့ဥက္ကဋ္ဌ အမျိုးသမီးကသူမအတေသေးချာချာစုံစမ်းစစ်ဆေးပြီးတော့မှတခုခုကူညီပါမယ်လို့ကျွန်တော်ခရီးသွေးပါရတယ်။သူပေးတဲ့ခရီးဘလောက်တည်တယ်မတည်ဘူးဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့မြန်မာပြည်သူပြည်သားအားလုံးကျွန်တော်တို့ကိုဆက်သွယ်ပြီးတော့တရင်ပို့ကြပါခင်ဗျ။ကျေးဇူးတင်ပါတယ်။ဆန်အကောင်းအန်နမ်ဟန်နမ်ဟန်နမ်